ကဗတ်သမိုင်းစာမျက်နှာတွေမှာအင်ပါရာကြီးတွေကအများကြီးပေါ်ပေါက်ခဲ့မှုပါတယ်အင်ပါရာတိုင်းမှာဧကရစ်ဘုရင်ကြီးတွေစစ်သူကြီးတွေနဲ့အင်အားကြီးတဲ့တပ်မတော်တွေရှိခဲ့ကြပါတယ်ရောမအင်ပါရာကဥရောပတပ်ရဲ့သမိုင်းကြောင်းကိုပုံဖော်ခဲ့ပြီးမွန်ဂိုအင်ပါရာကတော့ကဗတ်မြေမျက်နှာပြင်ရဲ့ထောက်ဝက်နီးပါးကိုတိမ့်ပိုက်ခဲ့ပါတယ်ဒါပေမဲ့ဒီအင်ပါရာတွေအားလုံးဟာစုစုပေါင်းအကျယ်ဝန်းလူဦးရေနဲ့စီးလုံးမှုအရာကြီးမယ်ဆိုရင်တက်ရှိမျိုးစိတ်တစ်ခုရဲ့အင်ပါယာကိုဘယ်တော့မှ ရှင်းနိုင်မှာမဟုတ်ပါဘူး ဲ့ဒီ empire ကကျွန်တော်တို့ရဲ့ခြေတော်အောက်ကမြေကြီးထဲမှာတည်ရှိနေပါတယ်။ဒီ empire ကဘသူ empire ဖြစ်မလဲဆိုတာကိုသိကြရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါခင်ဗျ။ဗီဒီယိုလေးမစခင်မှာ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြဖို့တောင်းဆိုပါရစေခင်ဗျာ။ဒီ empire ရဲ့နာမည်ကတော့ Argentine Empire လို့ခေါ်တဲ့ အာဂျင်တိုင်းပေးစစ်အင်ပါယာပဲဖြစ်ပါတယ်။သူတို့ရဲ့မူလဒေသကတော့တောင်အမေရိကတိုက်ရဲ့မြောက်ပိုင်းဒေသကနေဖြစ်ပါတယ်။19ရာစုနှောင်းပိုင်းလောက်မှာလူသားတွေရဲ့ကုန်တင်သင်းမော်တွေနဲ့အတူကဘာအနှံ့ပြကို စတင်ပြန့်နှံ့ခဲ့ပြီးအန်အောစရာကောင်းတဲ့အင်ပါယာကြီးကိုတိဆောက်ခဲ့ကြပါတော့တယ်။အဲ့ဒီအင်ပါယာကအာဖရိကတိုင်းအာရှတိုင်းဩစတြေးလျနယူးဇီလန်နဲ့ဥရောပတိုက်ကြီးရဲ့အစိတ်ပိုင်းတော်တော်များများကိုဖျက်ပြီး American ပြည်တော်စုဂျပန်နိုင်ငံတွေအထိ အနှံ့အပြားကို လွှမ်းခြုံထားပါတယ် ဒီပြည်စစ်တွေကစူပါကိုလိုနီလို့ခေါ်တဲ့အင်မတန်ကြီးမားတဲ့အတိုက်အုပ်စုကြီးတွေဖြစ်နေထိုင်ကြပါတယ်။ပုံမှန်ပြည်စစ်မျိုးစစ်တွေဟာသူတို့ရဲ့အတိုက်နေမြေတွေကိုကျူးကျော်လာတဲ့ပြင်ပပြည်စစ်တွေကိုအပြင်းထန်တိုက်ခတ်ခဲ့ကြပြီးမြဲအာဂျင်တန်ပြည်စစ်တွေကတော့ဒီလိုမဟုတ်ပါဘူး။သူတို့ရဲ့အီယာမအင်ပါရာကြီးတွေကဘယ်အတိုက်ကပဲဖြစ်ဖြစ်သူတို့ချင်းတွေ့ရင်အချင်းချင်းမတိုက်ခတ်ပဲပူပေါင်းပြီးအလုပ်လုပ်ကြပါတယ်။တိတ်ပံပညာရှင်တွေရဲ့လေးလာချက်အရ သူတို့ဟာ genetic flow လို့ခေါ်တဲ့မျိုးရိုးဗီဇစီးဆင်းမှုအလွန်နီးစပ်ကြပြီးသူတို့တွေကမိသားစုကြီးတစ်ခုတည်းကဆင်းသက်လာကြတဲ့ညီအကိုမောင်နှမတွေလို့သတ်မှတ်ကြပါတယ်ဒီလိုမျိုးစီလုံးညီညွတ်မှုကြောင့်သူတို့ဟာ immediate ထိရောက်တဲ့လုံသားအဖွဲ့အစည်းဖြစ်ပူးပေါင်းလုပ်ကိုင်နိုင်ကြပါတယ်အစားအစာရှာဖွေတဲ့နေရာမှာပဲဖြစ်ဖြစ်အတိုက်ချဲ့ထွင်းတဲ့နေရာမှာပဲဖြစ်ဖြစ်အခြားပြေးစိတ်မျိုးစိတ်တွေထက်အစာပေါင်းများစွာပုံမှန်မြန်ဆန်ပြီးအင်အားကြီးမားပါတယ်လေလာတွေ့ရှိချက်တွေကကဘာပေါ်မှာ ြီးမားဆုံးအာဂျင်တိုင်းပေးစစ်စူပါကိုလိုနီကြီး၃ခုရှိပါတယ်။နံပါတ်၁ဥရောပစူပါကိုလိုနီဥရောပစူပါကိုလိုနီကိုတော့ Grand Super Colony လို့လည်းတိပ္ပံပညာရှင်တွေကခေါ်ဝကြပြီးဒါဟာကမ္ဘာပေါ်မှာရှာဖွေ တွေ့ရှိခဲ့တဲ့အကြီးမားဆုံးပရိသတ်အတိုက်အဖွဲ့ Super Colony ပဲဖြစ်ပါတယ်။ဒီ Empire ရဲ့အကျယ်ဝန်းကမယုံနိုင်လောက်အောင်ကြီးမားပါတယ်။အီတလီမြောက်ပိုင်းကနေစပြီးပေါ်တူဂီနိုင်ငံရဲ့ကံယူရန်ထိမြေထဲပင်လယ်တစ်လျှောက် မိုင်ပေါင်း3,800-6,000ကီလိုမီတာကျော်အထိကိုရှည်လျားစွာတည်ရှိနေပါတယ်။ဒီစူပါကိုလိုနီကြီးရဲ့မှာအတိုက်ပေါင်း1,000နဲ့ချီပြီးပါဝင်ပါတယ်။ပုံမှန်ပေးစစ်အတိုက်တွေလိုတီးခြားနေထိုင်တာမျိုးမဟုတ်ဖဲနဲ့သူတို့အားလုံးကတတိုက်ထဲလိုပူးပေါင်းနေထိုင်ကြပါတယ်။သိပ္ပံပညာရှင်တွေက သူတို့ရဲ့မျိုးရိုးဗီဇကိုစစ်ဆေးတဲ့အခါမှာအလွန်တူညီတဲ့အချက်ကိုတွေ့ရှိခဲ့ရပြီးတော့ဒါကသူတို့ရဲ့စီးလုံးညီညွတ်မှုကိုအဓိကဖြစ်စေတဲ့အကြောင်းရင်းဖြစ်ပါတယ်။ဒါကြောင့်သူတို့ချင်းချင်းပြိုင်ဆိုင်တိုက်ခိုက်တာမျိုးမရှိဘဲ ပူပေါင်းပြီးတော့အလုပ်လုပ်ကင်ကြပါတယ်။နံပါတ်1 The Californian Super Colony American Super Colony ကိုတိပ္ပံပညာရှင်တွေကတော့ Mellow Ant လို့ခေါ်ကြပါတယ်။အဲ့ဒီ Empire ဟာ American ပြည်တော်စု California ပြည်နယ်ရဲ့ကမ်းရိုးတဲ့တစ်လျှောက်မှာမိုင်မောင်း600ကီလိုမီတာ1000ကျော်အထိကိုရှည်လျားစွာတည်ရှိနေပါတယ်။ ဒီစူပါကိုလိုနီကြီးကမတူညီတဲ့အာဂျင်တိုင်းပေးစစ်အတိုက်ငယ်တွေကိုစူပောင်းပြီးဖြစ်ပေါ်လာခဲ့တာပါအစပိုင်းမှာသူတို့ကတတိုက်နဲ့တတိုက်ရန်သူတွေလိုပဲတိုက်ခိုက်ခဲ့ကြပေမဲ့နောက်ပိုင်းမှာတော့မျိုးရိုးဗီဇာဆိုင်ရာပြောင်းလဲမှုတချို့ကြောင့်သူတို့အချင်းချင်းရန်လိုတာတွေယောနေသွားပြီးပူပေါင်းပြီးတော့အတူတူအလုတ်လုတ်လာကြပါတယ်။ပုံမှန်အပြင်ပြည်စစ်တွေဟာသူတို့ရဲ့မျိုးနယ်စုကိုအနက်အာယုံနဲ့ခွဲခြားသိရှိကြပါတယ်။ဒါပေမဲ့ဒီအင်ပါရာတွေကပြည်စစ်တွေရဲ့အနက်အာယုံခံစနစ်ဟာ ပြောင်းလဲသွားခဲ့ပြီးတော့တအုပ်စုတွေကဖြစ်တယ်လို့အတိမတ်ပြုလာပြီးအချင်းချင်းငိမ့်ချမ်းစွာပူးပေါင်းနေထိုင်ကြပါတယ်။ဒီအင်ပါရာကြီးဟာဆန်ဒီယေဂိုမြို့ကနေစပြီးတော့ဆန်ဖရန်စစ္စကိုမြို့အထိကိုအဓိကတည်ရှိနေပါတယ်။မြို့ပြဒေသတွေမှာရောစိုက်ပျိုးရေးခြံနေမှာပါကြကြပြပြတွေ့ရှိရပါတယ်။နံပါတ်3 The Japanese Super Colony ဂျပန်နိုင်ငံရဲ့အနောက်ပိုင်းမှာတွေ့ရှိရတဲ့ဒီ Basic Empire ကိုတော့ Uruguay လို့လည်းခေါ်ကြပါတယ်။ ဥရောပဒါမှမဟုတ်ကယ်လီဖိုးနီးယားကစူပါကိုလိုနီတွေလောက်အကျယ်ဝန်းမကြီးမားပေမဲ့ဒေသခံဂေယစနစ်ပေါ်မှာစိုးရွားတဲ့တက်ရောက်မှုတွေဖြစ်ပေါ်စေတဲ့အတွက်အထူးသတိထားရတဲ့အင်ပါရာတစ်ခုပဲဖြစ်ပါတယ်ဒီပေးစိမျိုးစေ့ရဥရုဂွေးနိုင်ငံကလည်းကွန်ပစ္စည်းတင်မောတွေနဲ့အတူဂျပန်နိုင်ငံကိုရောက်ရှိလာခဲ့တယ်လို့ယူဆခဲ့ကြပါတယ်ဒါကြောင့်လည်းသူ့ကိုယူရိုဂရန်လို့အမည်ပေးခဲ့တာပဲဖြစ်ပါတယ်အာဂျင်တိုင်းပေးစိတွေကပူနွေးတဲ့ယာတီဥတုကိုနှစ်သက်ကြပါပြီ ဂျပန်နိုင်ငံရဲ့ယာတီဥတုအေးတဲ့ဒေသတွေမှာပါရှင်သန်နိုင်အောင်သူတို့ရဲ့နေထိုင်မှု ပုံစံတွေကိုပြောင်းလဲနေထိုင်နိုင်ကြပါတယ်။ဒါကလည်းသူတို့ရဲ့အင်ပါယာကြီးပုံမွန်ကျေပင်လာရတဲ့အကြောင်းရင်းတွေကတခုဖြစ်လာခဲ့ပါတော့တယ်။ဒီအာဂျင်တိုင်းပေးစစ်အင်ပါယာကြီးရဲ့အန်အောစီယာကောင်းတဲ့စီလုံးမှုဟာပတ်ဝန်းကျင်အတွက်တော့စိုးရွားတဲ့အကျိုးဆက်တွေဖြစ်ပေါ်စေပါတယ်။သူတို့ဟာဒေတာကန်ဂေယာစနစ်ကိုကျူးကျော်ဝင်ရောက်ပြီးအပေတွေရဲ့အမြင့်တွေကိုဖျက်ဆီးတာတီးနှံတွေနဲ့ လူနေအိမ်တွေကိုပိုးမွှားအနေနဲ့ဖျက်ဆီးတာပြင်ဒေတာခံပေးစီမျိုးစိတ်တွေကိုလည်းနေရာရွှေ့ပြောင်းစေပြီးတစ်ခါတည်းမှာမျိုးတုံးစေတဲ့အထိဖြစ်ပေါ်စေပါတယ်။ဒါကြောင့်နောက်တစ်ကြိမ်လမ်းလျှောက်နေရင်မြေပြင်ပေါ်မှာပေးစီလေးတွေကိုတွေ့ရင်သူတို့ဟာရိုးရိုးပေးစီလေးတွေမဟုတ်ဘဲကဘာပေါ်မှာအကြီးမားဆုံးနဲ့အအောင်မြင်ဆုံးအင်ပါရာတစ်ခုရဲ့အဖွဲ့ဝင်နေဆိုတာကိုတတိယပေးပါအင်မတန်တင်းငယ်တဲ့တက်ရှိလေးတွေဖြစ်ပေမဲ့သူတို့ရဲ့စူပေါင်းဆွမ်းအားနဲ့စီးလုံးညီညွတ်မှုကလူသားတွေရဲ့တမိုင်းမှာအကြီးမားဆုံးအင်ပါရာတွေကိုတော့ကျော်လွန်နေပါတယ်။ဒီနေ့မှာတော့ လူသားတွေထက်နေမြေကျယ်ဝန်းစီလုံးညီညွတ်မှုနဲ့တိစောက်ခဲ့တဲ့အာဂျင်တန်ပေးစစ်အင်ပါရာအကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုပတ်တိုင်တင်ဆက်ပေးနေတာဖြစ်လို့ဗီဒီယိုလေးကို like and subscribe လေးနှိပ်ပေးကြပါဦးခင်ဗျာ။နောက်တစ်ပတ်ကျင်းဆုံးပါမယ်။